Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့38ကျင်းမြောက်ဘောရီညောင်ပင်များအားအနေကစားတင်ညောင်ရီသုံးလောင်းပွဲနှင့်လူဝဲဝိတုအစုစုတို့အတွက်ရေဆက်သွန်းချအများပေးဝေခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တကုံမျိုးနဲ့တန်ခါနာယကဥက္ကဋ္ဌဗဒ္ဒနာရာစိန်နာတိရီဆရာတော်ဖရာရဲ့ဥဆောင်လန်းညုံမှုနဲ့ မာဝီစီယစီရီတော်ကောပကအဖွဲ့မှကြီးမှုကျင်ပါတယ်38ကျင်းမြောက်ဘောရီညောင်ပင်များအားအနေကစားတင်ငောင်ရီသွန်းလောင်းဘွဲနှင့်လူဘဲဝိတုအစူစူတို့အတွက်ရေဆက်သွန်းချအများပေးဝေခြင်းအခမ်းအနားကိုဒီကနေ့ မေလ17ရက်နနက်8နာရီကအဆိုပါစီရီတော်မှကျင်ပပြုလုပ်ခဲ့ပါတယ်ကဆုံလာပြေနေသည့်ဗုဒ္ဓဘာသာဝင်တို့ရဲ့နေတူးနေမြက်ကြီးပင်ဖြစ်ပါတယ် ကဆုံလာပြည့်နေ့ရဲ့ထူကြချက်မှာတော့ပြာဒိတ်ဖွားမြင်ဘောရီပင်ဆံဝင်နိဗ္ဗာန်နန်းဆိုသည့်တွင်အညီတုံလောကထွတ်တာတပညုမြတ်စွာဘုရားနှင့်ဆက်၍ပြာဒိတ်ခံယူသောနေ့ဖွားမြင်တော်မူသောနေ့ဘုရားဖြစ်တော်မူသောနေ့ပြိနိဗ္ဗာန်ဆံသောနေ့ဤထူကြချက်၄မျိုးတို့နှင့်တိုက်ဆိုင်နေပါれဤကဲ့သို့ထူကြချက်၄မျိုးနှင့်ပြည့်စုံသောကြောင့်ဤနေ့ကိုကဆုံလာပြေဗုဒ္ဓနေ့ဟု အမွန်းတင်ခေါ်ဆိုကြခြင်းပင်ဖြစ်ပါတယ်။ကဆုံလာပြေနေတွင်မာနရံကို အောင်မြင်တော်မူသောကြောင့်ဤနှစ်ဤရက်ကို ကဆုံလာပြေမာနအောင်နေ့အဖြစ်ဗုဒ္ဓဘာသာဝင်တို့ရဲ့စိတ်အစဉ်တွင်ဆွေးမြေးနေကြခြင်းပင် ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တို့သည်ဖျားဖြစ်သောနေထူးနေမြတ်ကိုအာယုံပြု၍ဘောရီပင်ကိုရှေးသွန်းလောင်းလေးရှိကြပြီးဘောရီပင်သည်တပညုဒညံတော်ကိုရာ၍ ဖျားဖြစ်တော်မူရာဌာနဖြစ်ခြင်းဖွားဘတ်တော်ခုနှစ်ပါးတွင်စည်ရင်းဝင်ဖြစ်ခြင်းတို့ကြောင့်ထူးခြားသောတစ်ပင်တစ်မျိုးပင်ဖြစ်ပါれဤကဲ့သို့မြတ်စွာဘုရားနှင့်တိုက်ရိုက်ဆက်ဆက်၍ဘောရီပင်၌ရေသွန်းလောင်းခြင်းအစဉ်အလာကိုခေတ်ဆက်ဆက်ပြုလုပ်လာခဲ့ကြတယ်လို့သိရပါれမြမရိုးရာဆန္ဒလာရာသီပွဲတော်များအနက်ကဆုံညောင်ရေသွန်းပွဲတော်ကိုရိုးရာပွဲတော်အဖြစ်အစဉ်လာမပြတ်သတ်မှတ်ခဲ့ကြပြီး ်ဘော်ရီပင်ကိုနန့်သာရေးဖြင့်တွန်လောင်းသောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်းအနာရောဂါမရှိခြင်းတောကကင်းဝေးခြင်းစသော အကျိုးများကို ခံစားရမှာပင် ဖြစ်ပါသည်အဆိုပါအကြောင်းအရာများကိုနှလုံးသွင်း၍ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့်နှစ်စဉ်နှစ်တိုင်းကဆုံလာပြည့်နှစ်ရောက်တိုင်းဗုဒ္ဓရုပ်ပွားတော်များကို အနေကစားတင်ဗုဒ္ဓဘိတိကမင်္ဂလာသဘင်ဆင်ရင်ကျင်းပါ၍ ကုသိုလ်အထူးကို စီပုလိရှိကြပြီးကြောင်းကံဖရာများတို့တွား၍ဒါနတီလာဘာဝနာကိုပြုလုပ်၍ကဆုံလပြည့်ဗုဒ္ဓနေကို အမတ်တရားဆင်နွှဲကြနေခြင်းပင်ဖြစ်ပါသည်ဒီကနေ့မေလ17ရက်နနက်8နာရီကတကုံမျိုးနဲ့တန်ခနိုင်ရကဥက္ကဋ္ဌဗဒ္ဒနာရာစိနာတိရိဆရာတော်ဖရာရဲ့ဥဆောင်လန်းညုံမှုနဲ့ ဆရာတော်အရှင်သူမြတ်များမှာဘောရီပင်များအားလက်ရာရစ်တပတ်လဲလဲကအနေကစားတင်ခဲ့ပြီးညောင်ရီသွန်းလောင်းတော်မူခဲ့ပါတယ်။အဲဒီနောက်မှာတော့ဓမ္မရခိတဓမ္မယုံတွင်လူဘဝိတုအစုစုတို့အတွက်ရေဇက်သွန်းလောင်းမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရမှာဆရာတော်အရှင်သူမြတ်များနှင့်ကောဘကအဖွဲ့ဝင်များဝေအသင်းအဖွဲ့များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များက နမောတသ၃ချိန်ရွဆူဆူတောင်းကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တကုံမျိုးနဲ့တန်ခါနာယကဥက္ကဋ္ဌဆရာတော်ဗဒနာရာဇိနာတိရီထံမှာငါးပါးတိလခံယူစောက်တည်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဆရာတော်အရှင်သူမြတ်များမှာရတနာတုတ်ပရိတ်တရားတော်များရွပွားချင်းမြင့်ပေတော်မူခဲ့ပြီးအခမ်းအနားကို အစီအစဉ်6ရက်နဲ့အညီကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားနဲ့ပတ်သက်ပြီးတော့လေမဟာဝိဇယဇေဒီတော်ပဏာတော်ဒင်းကောပကအဖွဲ့မှ တာဝန်ရှိသူနဲ့တွေ့ဆုံကအခုလိုမေးမြန်းခဲ့ပါတယ်။ ။ဒီလပြည့်နေ့မှာညောင်ရီသုံးပွဲတော့ကျင်းပနိုင်ရတဲ့ကိုကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်လောက်တည်းကဘောပကအဖွဲ့နဲ့ညီမိုင်းတိုင်ပင်ပြီးတော့အစီအစဉ်တွေချပါတယ်။ဝန်ထမ်းတွေကိုလည်းကိုစီတာဝန်ပေးပြီးတော့ကျွန်တော်တို့ဒီနှစ်မှာညောင်ဝင်သုံးပင်ပေါ့။ညီနှစ်တည်းကတော့ညောင်ဝင်နှစ်ပင်ပဲကျွန်တော်ပေါင်းလုံးမှုရှိပါတယ်။ဒီနှစ်ကတော့ညောင်ဝင်တစ်ပင်ထပ်တိုးလာတော့အဲ့ညောင်ဝင်သုံးပင်ကိုပြိဘောကစီစီနေနဲ့ကျွန်တော်ညောင်ရီသုံးပွဲကိုလုပ်မယ်ဆိုပြီးအစီအစဉ်လုပ်ပါတယ်။ အဲ့လိုစီစဉ်တဲ့ကောင်ကိုပိုစီကားအောင်ဆိုရွှေတုံးဘောပကဖွင့်နေညှိနေပြီးတော့ဒီဝါဝင်းအဖွဲ့ကိုဒီနေ့၈နာရီမှာကျွန်တော်တို့ဘုရားအခမ်းအနားပြင်ကျွန်တော်စီရောက်လာလို့ရှိပါတယ်အဲ့ဒီကောင်ကျွန်တော်တို့ရဲ့မဟာဝိဇ္ဇာစီရောစိုင်းဖို့ညွန်ရုံလုံးပွဲတော်ဆိုတော့စိုင်းဖို့ကန်ပြီးတော့ကျွန်တော်ဂောပကတွေဥဆောင်ပြီးတော့ဖွဲ့သူဖွဲ့သားတွေနဲ့ဒီတော်လက်ရည်တစ်ပတ်ပူဇော်ပြီးရင်ညောင်ပင်သုံးမှာကျွန်တော်တို့အခမ်းအနားလေးလုပ်ပါတယ်ကျွန်တော်တို့အိန္ဒိယဘုရားကျွန်တော်တို့ဘုရားရဲ့ ဩဝါဒဆရာတော်တစ်ပါးဖြစ်ပါတယ်သူ့ကိုလည်းပဲကျန်တဲ့ဩဝါဒဆရာတော်ကြီးရဲ့နိုင်ငံတော်တန်ခါနာကဘာနှစ်ပါးရန်ကုန်တိုင်းဥရတစ်ပါးနောက်ကဗဟန်းမြို့နယ်တန်ခါနာကဥရတစ်ပါးတို့ဒီဆရာတော်ကြီးတွေကသူတို့ရဲ့လုပ်ငန်းတောင်းလို့မကြွရအောင်နေတဲ့အင်ဒိုဆရာတော်တောင်းဝန်ပေးတဲ့အခါမှာအင်ဒိုဆရာတော်ကသူ့ကျောင်းအောင်ပဲ၅ပါးနဲ့နှစ်စဉ်နှစ်တိုင်းကျွန်တော်တို့ဒီကိုလာပြီးတော့ညောင်ရီသုံးလုံးနဲ့ပူဇော်ပွဲလေးကိုကျင်းပပြုလုပ်တယ်။ဒီမှာကဝင်းတာပါလေခင်ဗျာ။ကျွန်တော်တို့ရဲ့အဓိကယူရချက်ကတော့ခုခေတ်လူငယ်တွေပေါ့နော်။ကလေးလူငယ်တွေ လူလက်ပိုင်းနေရဒီကစုံညောင်ရသွန်းပွဲတော်ဆိုတာကိုသိဘုံပေါ်ကြတယ်အကြမ်းတမ်းကျတော့ကျွန်တော်တို့ဒါမဟာဗောဓိပင်ဆိုမြတ်စွာဘုရားရဲ့ဖွားဖက်တော်ထဲမှာတခုပါဝင်ဖြစ်တယ်လို့မြတ်စွာဘုရားကစုံလာပြည်နေရမြတ်စွာဘုရားပြိဋိဘံနော်ကျွန်တော်တို့ပြုတဲ့နေ့နောက်တစ်ခါမြတ်စွာဘုရားမွေးဖွားတဲ့နေ့မြတ်စွာဘုရားတပ်ပိညုတရွှေဉဏ်တော်ကိုရပြီးတော့ဘောဓမမြတ်စွာဘုရားဖြစ်ဖြစ်တော်မူတဲ့နေ့ဖြစ်ကြောင်းအင်မတန်မဟုတ်နေတူးနေမြတ်ကြီးဖြစ်တဲ့အတွက်ကဘာကနေတော့မှကျွန်တော်တို့ ကဆုံလာပြည်နေကိုကဘာရဲ့ရုံးပိတ်ရဲ့ဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကလည်းပဲမဟာဗောဓိပင်ကိုမြတ်စွာဘုရားသက်တော်ရှင်သာရှိစဉ်ကအတိုင်းညှိမှတ်ပြီးတော့ကျွန်တော်တို့ကဒါအာယုံပြုတ်ပြီးတော့ခုလိုအစင်လံပြက်လောင်းနေကြတာဖြစ်ပါတယ်နှစ်စဉ်ရာသီပွဲတွေရှိပါတယ်အခုလာမဲ့ကျွန်တော်တို့ကမိုးထဲမှာတော့မရှိပါဘူးသတင်းကြော်မှာတော့ကျွန်တော်ဝါကြော့ဥဇော်ပွဲတတိတွေဆွန်းနေအန်စွန်းတွေကမဲ့စီမီတွေထုံးမယ်ဒီလိုပဲပွဲစဉ်တွေလိုက် ောက်ဆုံးချက်မနေပွဲအထိနော်ကျွန်တော်တို့ဒါဆက်လက်ပြီးရာသီလိုက်ကျင်းပသွားဖို့ရှိပါတယ်ဒီကြားထဲမှာလည်းပဲလိုအပ်ရင်လိုအပ်သလိုကျွန်တော်ပွဲတော်တွေကျင်းပနိုင်ဖို့အတွက်ကျွန်တော်ဘောပကတွေညှိနှိုင်းတိုင်ပြီးတော့လုပ်နေပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ရဲ့ဓမ္မရရှိတာဓမ္မရရှိမှာတရားပွဲတွေအဆက်မပြတ်ဝါရင်းကာလမှာလည်းလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အများစုကဒီကုစုံကျော်ရည်သွန်းပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲပြီးတော့ ဆောင်ရွက်ကြတာဖြစ်တဲ့ကြောင့်မျိုးပါတာတာသမားလွတ်ရှိတည်တံ့ရေးအတွက်မျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်ကြပါစေ BNP ကင်းကြပါစေလို့ကျွန်တော်ဆုမွန်ပါတယ်